မင်္ဂလာပါရှင်2025ခုနှစ်မေလ9ရက်နေ့မှ15ရက်နေ့ထိမြန်မာတက္ကသိုလ်1389ခုနှစ်ကဆုံလာစန်း73ရက်နေ့မှကဆုံလာပြည့်ကျော်၄ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမူလေဝသအခြေအနေခန့်မှန်းချက်များကိုနေပြည်တော်မူလေဝသနဲ့ဆလာဗေဒါညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်မင်္ဂလာပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်တို့မှာနေပြည်တော်နဲ့ရေဝုန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပါတယ် ကပလီပင်လဲပြင်းနေပင်ကလာပင်လောတောင်ပိုင်းတို့မှာတိမ်တင်တင်မှာတိမ်ထူထန်တိုင်းပြီကြံပင်ကလာပင်လောမှာတိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်မိုးရွာသွန်းနိုင်မှုခြေနေခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်မကွေးတိုင်းဒေသကြီးရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျမှာနေရာဆိတ်ဆိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ နေရအနှံပြမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးဘူးကျင်းရှိနေခမန်းချက်များအနေနဲ့ကတော့နေပြည်တော်ရခိုင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ64ဒီဂရီဖာရိုင်မှာ104ဒီဂရီဖာရိုင်အတွင်ကက်ချင်ပြည်နယ်ကယားပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းတို့မှာ 84ဒီဂရီဖာရိုင်မှာ93ဒီဂရီဖာရိုင်အတွင်းနဲ့ရှင်းပြင်းနေနဲ့ရှဲပြင်းနေတောင်ပိုင်းတို့မှာ84ဒီဂရီဖာရိုင်မှာ83ဒီဂရီဖာရိုင်အတွင်းရှိနိုင်ပါတယ်။အနေဇောဘူးချင်းချင်းနေခံမှန်းချက်များအနေနဲ့ကလည်းရှင်းပြင်းနေမှာ55ဒီဂရီဖာရိုင်ခန့်စကိုင်းနာဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ67ဒီဂရီဖာရိုင်မှာ90ဒီဂရီဖာရိုင်အတွင်းနဲ့ နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ87ဒီဂရီဖာရိုင်မှာ80ဒီဂရီဖာရိုင်အတွင်းရှိနိုင်ပါတယ်။လေရုဆိုထိုင်းစားချင်းနေခမန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းပဲခူးတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့ တနင်္သာဒဏ္ဍာကြီးတို့မှာ85ရာခိုင်နှုန်းမှာ84ရာခိုင်နှုန်းအတွင်းနဲ့ကြံဒဏ္ဍာကြီးနဲ့ပြည်နယ်များမှာ65ရာခိုင်နှုန်းမှာ84ရာခိုင်နှုန်းအတွင်းရှိနိုင်ပါတယ်။ပင်ငွေရင်ငွေပြန်နှုန်းခြေနေခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မြေပြည်တော်နယ်၊ပဲခူးတိုင်းဒေသကြီးတောင်ပိုင်းတို့မှာ33မီလီမီတာမှ44မီလီမီတာအတွင်းနဲ့ကြံဒဏ္ဍာကြီးနဲ့ပြည်နယ်များမှာ 22မီလီမီတာမှ32မီလီမီတာအတွင်းရှိနိုင်ပါတယ်။မြေစီလောအောင်ရေခြေနေခမန်းချက်များအနည်းငယ်ကတော့ရန်ကုန်တိုင်းဒေသကြီးမှာပြေဝါခြေနေရခိုင်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာဆူဆွခြေနေနဲ့ကြံသားဒေသကြီးနဲ့ပြည်နယ်များမှာ6တွေ့ခြေနေအတီးတီးရှိနိုင်ပါတယ်။စိုက်ပျိုးမှုလေဝသခြေနေခမန်းချက်များကိုကြည့်ရှုနေကြတယ်။မိဘပြည်သူပေါင်းကိုစိတ်နှပြကျမ်းမာဆန္ဒကြပါစေရှင်။